Hello guys အလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်မလုပ်ပေးမှာက collateral reading လေးပေါ့နော်အာ collateral reading လေးရဲ့ကောင်းစင်ကတော့သူကသူ့ရဲ့ ace နဲ့ဆက်သွယ်ရှိသေးလားဒါလေးကိုကြည့်ပြမယ်ပေါ့နော်အဲဆိုလို့ရှိရင် reading လေးစလိုက်ကြမယ်သူ့သူ့ရဲ့ ace ကိုတောင်းပန်ခြင်းတွေအများကြီးရှိရနော်သူ့ရဲ့ ace ကိုသူ ူရဲ့ ex ကန်သူကိုပြန်လာစေချင်တယ်ပြန်လာဖို့ရဟုသူကိုဆွဆောင်နေရင်သူရဲ့ ex နဲ့ဆက်သွယ်ရှိသည်လားသူရဲ့ ex ကန်သူကိုရန်ခယူဆိုင်ပြီးရနော်သူရဲ့ ex ကသူ့ကိုအရန်ခယူဆိုင်ပြီးရထဲမှာပါတယ်သူ ex နဲ့သူနဲ့လေ right person မျိုးတွေဖြစ်နိုင်တယ်နော်သူ ex နဲ့သူနဲ့က right person around time ဒီလိုမျိုးလည်းဖြစ်နိုင်တယ်နော် သူ H နဲ့သူเนี่ยတော်တော်လေးချစ်ကြတယ်တချို့ H တွေကอืม single father တို့ single mother တို့เนาะဒီမှာ right person ဖြစ်တယ်သူတို့ရဲ့ H ကလေသင်တို့ရဲ့ H သူတို့ရဲ့ H ပြောရလေသင်တိချင်တဲ့သူရဲ့တစ်ဖက်သူရဲ့ H က single father နဲ့ single mother ဖြစ်နိုင်တယ်တင်းအောင်မှရှောက်လာတဲ့သူเนาะ ်တဲ့ energy ကတဲ့ contrast နဲ့တူတယ်နော်တဲ့ energy ကနည်းနည်းအာငယ်ရတဲ့ပုံစံပေါက်ပြီးတော့အဲတစ်ဖက်ကသူရဲ့ ace ရဲ့ energy ကကျတော့နည်းနည်းအသက်ကြီးရဲ့ပုံပေါက်တယ် o energy ပုံစံမျိုးတွေ့တယ်ဒါကအာအသက်အရွယ်နဲ့တော့လည်းမဆိုင်ဘူးပေါ့နော်ဒါလို့ဒီအခုကြည့်နေတဲ့သင်တို့ contrast color delivery ကအာအသက်ငယ်တဲ့အသက်ငယ်တဲ့ဒါမှမဟုတ်လို့ရှိရင်အာနည်းနည်းကလေးဆန်သေးရပါတော့။သူကကြတော့ နဲသူတို့ရဲ့အမ်တစ်ဖက်လူရဲ့ age ကကြာနေတဲ့လူကြီးဆန်တယ်ပေါ့နော်ဟုတ်လေနော်တစ်ဖက်သူရဲ့ age က तू က villain ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ तू ကလေဒီမှာ तू က villain သဘောမျိုးဖြစ်သွားတာနော်တစ်ဖက်သူရဲ့ age ကငိုကြွေးနေရမျိုးတွေ့ရဲ့အာ तू က quality တိုင်းလေးတွေကို လိုချင်တာမျိုးတွေ့ရဲ့နော်ဒီ တင်းရဲ့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အာ ACC တွေ့ချင်နေရမျိုးလေးတွေရှိတယ်။အင်းနောက်ပြီးတော့မှသူနောက်ပြီးတော့မှသူကအဲ့လိုမျိုးပေါ့နော်ပြန်လာမလားသူ့စီကိုပြန်လာမလားဆိုပြီးတော့မှစောင့်မျှော်နေရင်းနဲ့နော်အဲတစ်ဖက်လူနဲ့အခုကြည့်နေ collateral လေးတွေရဲ့တစ်ဖက်လူနဲ့သူသူ့ရဲ့အကြောင်းတွေပေါ့ကို သူပြန်ပြီးတော့မှ reflection ပြန်မြင်အောင်နေရပြန်စဉ်းစားနေရမျိုးတွေ့ရင်ဒါမှမဟုတ်သူတို့နှစ်ယောက်ရဲ့ကံကြမ္မာက the ends the end ဖြစ်သွားရင်နော် okay yeah the end ဖြစ်သွားတော့ဒီမှာ silver lining သူငိုကြွေးနေရနော်ဒီမှာကြည့်မျက်ရည်စလေးတွေမှာငိုရဲပုံလေးပြနေ wow ဒီတမောကျွန်မဒီထဲမှာတစ်ခါမှမတွေ့ဘူးခုမှတွေ့ရနော် ။ Yeah, သူကလေ reflection ဖြစ်ပြီးတော့ပြန်မြင်အောင်ကြည့်ပြီးတော့မှလေ။အာသူကဒီတူတူတွေ့ခဲ့တဲ့အချိန်လေးတွေကိုပေါ့နော်ပြန်မြင်အောင်ကြည့်ပြီးတော့မှသူကဝမ်းနည်းနေတာမျိုးလေးတွေ့ရနော်။ငိုကြွေးနေတာမျိုးဒီမှာဝမ်းနည်းနေတာမျိုးလေးတွေ့ရ။အာဒါမှမဟုတ်လို့ရှိရင်တင်းနေပေါ့နော်တင်းရဲ့ ဒါမို့လို့ရှင်တင်တဲ့အခုတင်တဲ့ဒီတဲ့လုံးနေတဲ့သူအာတင်တိချင်တဲ့သူပေါ့နော်တဖက်သူနဲ့တင်နေကအာ quality တိုင်းလေးတွေဖန်တီးနေရမျိုးဖြစ်ချင်းဖြစ်မယ်ဒါမို့လို့ရှင်လည်းသူကအဲ့ဒီ quality တိုင်းလေးတွေကိုသူကပြန်ပြီးတော့မှမြင်အောင်နေရမျိုးဖြစ်မယ်နော်ဒီမှာတဖက်သူရဲ့ age က single father single mother လို့ပြောထားပေမဲ့အာတင်ကိုရိုင်ကတော့၎င်းတင်ရဲ့တဖက်သူကတော့၎င်း single father single mother ဆိုတာလေးဖြစ်နိုင်တယ်နော် ကြာခုခုချိန်မှာတော့သူကဖီလင်းပုံစံဖြစ်ပြီးတော့မှအာငိုကြွေးနေရပေါ့နော်ပြီးတော့ကဲနော်စင်ကမဟုတ်ပြီ အဖြစ်မမတော့သူကပြောချင်အောင်ဆောင်းတယ်မျိုးဖြစ်နိုင်တယ်เนาะတစ်ဖက်သူရဲ့ ace ကပြောချင်အောင်ဆောင်းတယ်မျိုးဖြစ်နိုင်တယ်နောက်ပြီးတော့မှတဲ့တစ်ဖက်လူကိုယ်တိုင်ကလည်းပြောချင်အောင်ဆောင်းနေရမျိုးဖြစ်နိုင်တယ်เนาะ Two of cup တဲ့တစ်ဖက်လူကတင်ကိုကမ်းလှမ်းလာတာမျိုးရှိမယ်တဲ့ quality တိုင်းလေးတွေပေါ့เนาะအခုအဲတဲ့တစ်ဖက်လူနဲ့တင်နေက quality တိုင်းလေးတွေဖန်တီးနေရမျိုးဖြစ်နိုင်တယ်เนาะ ဒီသမောလေးကကျတော့အာ positive ဘက်ကိုဆောင်းလဲပေါ့နော်ပုံမှန်သမောနေရတော့တိတ်ပြုံမှာ positive energy မဟုတ်ဘူးလေနော်ပြင်မှာတစ်မျိုးအာစိတ်ထဲမှာတစ်မျိုးပေါ့နော်အကောတည်းဒီကိုရင်းကလည်းဖြစ်နေရဖြစ်ချင်းဖြစ်မယ်ဒါမဟုတ်လို့ရှိရင်တစ်ဖက်သူကဒါမဟုတ်လို့ရှိရင်သူရဲ့ ace ကနော်ပြင်မာတော့ဟန်ဆောင်နေတယ်ပြင်ပန်းနဲ့သူเนี่ยစိတ်နဲ့မတူ အာနောက်ပြမှာသင်တို့ရဲ့ relationship နဲ့ပတ်သက်ပြီးတော့မသူကအာစောင့်ကြည့်နေရမျိုးရှိတယ်เนาะစောင့်ကြည့်နေရတချို့ပေါ့เนาะသူကတချို့ရတယ်သူမှတ်တမ်းတင်နေရမျိုးပေါ့เนาะอืมမှတ်တမ်းတင်နေရမျိုးဆိုတော့ဘယ်လိုလဲဆိုတော့ video ရိုက်ထားတာမျိုးဒါမှမဟုတ်လို့ရှင် screenshot ပုံစံမျိုးသူမှတ်တမ်းတင်ထားတာမျိုးတွေရှိတယ်เนาะ the rose ceremony ဆိုချင်တာလေတင်းတစ်ဖက်လူကပေါ့เนาะ h နဲ့ h နဲ့တော့လကား တခြားတခြားသောသူတွေနဲ့တော့လည်းကောင်းတင်းကို ရှင်ပြီးတော့မှရွေးချယ်နေရမျိုးရှိရယ်။နော်။သူမှတယောက်ထက်မကတော့သူတွေနော်တစ်ဖက်လူမှတင်းတို့ရဲ့တစ်ဖက်လူမှတယောက်ထက်တယောက်မကတော့သူတွေရှိနိုင်တယ်။အဲ့ဒီသူတွေကတင်းကိုရှင်ပြီးတော့ရွေးနေရဖြစ်နိုင်တယ်။နော်ဒါပေမဲ့ the rose ceremony မှာတင်းရရတယ်ဆိုတော့တင်းအခုချိန်မှာတော့သူ့ကိုအဲသူ့စီရချစ်တယ်ရနေလို့ ပြောလို့ရရနော် yeah နော်2 on 1နှစ်ယောက်ထဲကတစ်ယောက်ကိုသူကရွေးချယ်ရမယ့်အနေထားဖြစ်နေတယ် reflect ကဲနော်သူက reflect တဲ့ကိုပါတယ်နော်သင်တို့ရဲ့တစ်ဖက်လူက reflect တဲ့ကိုပါတယ်နော် သူက refle ဖြစ်နေတဲ့ကြောင့်မို့သိစီတရားစိတ်ညစ်ရတာမျိုးပေါ့နော်သူစီမှာတယောက်ထပ်မကတော့သူတွေရှိရတဲ့ကြောင့်မလို့ဒီ collective လေးတွေကစိတ်ညစ်ရတာမျိုးနော်နှစ်ယောက်တည်းဟာတယောက်ရှင်ရဲ့အတွက်ကြောင့်မလို့ collective လေးတွေဘက်ကလည်းစိတ်ညစ်နေရစိတ်ညစ်ရသလိုအဲသူရဲ့ age တော့လကောင်းသူရဲ့တခြားသူတော့လကောင်းပေါ့နော်သူကလည်းစိတ်ညစ်နေရတာမျိုးမျက်ရည်ကျနေရတာမျိုးတွေဖြစ်နိုင်တယ် quality တွေရတယ်ဒီမှာဒါမှမဟုတ်လို့ရှိရင် quality တွေတွေကသူနဲ့ပတ်သက်ပြီးတော့မဆိုင်မကောင်းရတာမျိုးမရှိဘူးဆိုလို့ရှိရင်တခြားသောသူတွေသူရှင်ရွေးနေတဲ့မှာ quality တွေတွေကိုရွေးချယ်တိုက်တဲ့အတွက်ကြောင့်မလို့သူရှင်ပြီးတော့မှဒီမှာသူဒီပန်းလေးကိုပေးဖို့ရ quality တွေတွေကိုပေးလိုက်တယ် quality ဒီမှာ quality တွေတွေကိုပေးလိုက်တယ်ဒီမှာ track အနေမျိုးလေးရှိရဆိုကြတော့ quality တွေတွေကိုရွေးချယ်လိုက်တဲ့အတွက်ကြောင့်မလို့ နောက်ထပ်သူ့ရဲ့တပ်ပါတီတို့ဖို့ပါတီတို့ဒီဟာမျိုးတွေဟာဒါမျိုးတွေဟာဝမ်းနဲ့နေရတာမျိုးဖြစ်နေနော် to make friends တဲ့တချို့သောကော်လံတီလေးတွေကသူကမရွေးချယ်ခဲ့ဘူးနော်အာသူ့ဘက်ကတဖက်သူ့ဘက်ကမရွေးချယ်ဘူးဆိုလို့ရှိရင်မြေချက်ခံရတဲ့ quality လေးတွေက20%လောက်ပဲရှိမယ်။နဲတော့နဲမယ်နော်။တငယ်ချင်းလို့ဖို့ပြောလာတယ်။ နော်တငယ်ချင်းလို့ခုပြောလာတယ်အဲကြောင့်မလို့ငိုကြွေးရလမ်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်သူရဲ့ third party fourth party တွေကိုသူကအာဒီ easily အဆင်အနေပြီးတော့မှာပဲနော်တငယ်ချင်းနဲ့ကြာမှာ here to make friends အာတငယ်ချင်းတွေပဲလောက်ကြမယ်ဆိုပြီးတော့ပြောလိုက်လို့နော်ငိုကြွေးရတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်တင်ကိုယ်တိုင်းငိုကြွေးရတငယ်ချင်းဖြစ်သွားတဲ့အတွက်ကြောင့်မို့တငယ်ချင်းလိုပဲနေကြမယ်လို့ပြောလိုက်လို့တင်ကိုယ်တိုင်းငိုကြွေးရတာလည်းဖြစ်နိုင်တယ် chain of mirror သူကအခုချိန်မှာတော့မရှုပ်တော့ဘူးပေါ့နော်သူဆက်အာဆက်သွဲဖြတ်ဖို့သူပြည့်ပြည့်စုံစုံလုပ်ဖို့ရာကိုသူကစဉ်းစားနေတယ်เนาะအချစ်တွေကိုတယောက်ထဲတော့သူကိုပေးဖို့ရာသူလုံနေတယ်เนาะညာ proposal เนาะအာတစ်ဖက်သူကသူရဲ့ left တွေကိုတယောက်ထဲကိုပေးဖို့ရာလုပ်ထားတယ် proposal လုပ်လာတာမျိုးเนาะလက်ထပ်ခွင့်တောင်းလာတာမျိုးလေးရှိနိုင်တယ်တဲ့ တဖက်သူကတော့လေဒီကြောင်းတွေကိုကြားပြီးတော့မှသူရဲ့ ace ကပေါ့နော်အာကောင်းကင်ရတာမျိုးရှိတယ်ဒါမှမဟုတ်လို့ရှိရင်သင်ကသင်ကိုမရွေးချယ်ခဲ့ဘူးဆိုလို့ရှိရင်တခြားတယောက်ကို propose လုပ်သွားတာသူ propose လုပ်သွားတယ်ပေါ့နော်အဲ့လိုမျိုးကြောင်းကောင်းကင်ရတာမျိုးဖြစ်နိုင်တယ်တကယ်လို့သင်ကိုယ်တိုင်ကအဲ့လိုမျိုးခံရတဲ့ဆို propose ခံရတယ်ဆိုလို့ရှိရင်เนาะဒီတပ်ပါတီတို့4ပါတီတို့8 story ဟာသူရဲ့8 story ပါတို့တွေဟာ အာစိတ်ညရာမျိုးနော်အာစိတ်ညရာမျိုးဖြစ်သွားမယ်ခေါင်းကိုက်ရာမျိုးဖြစ်သွားမယ်နော်ဒီမှာတော့တင်းကို propose လုပ်ဖို့တွေကများပါတယ်နော်တင်းကို propose လုပ်ဖို့တွေများတယ် butterflies တင်းဘာတင်းတော့ကောင်းတာတွေပဲတော်တော်များများကြတယ်နော်တကယ်လို့အဲ့လိုမဟုတ်ခဲ့ဘူးဆိုလို့ရှိရင် နော်တစ်ဖက်သူက အာတော့သူကသူ့ရဲ့ ex ကိုတော်လကောင်သူ့ရဲ့တပတ်တီတွေတော်လကောင်သူ propose လုပ်သွားတယ်ဆိုလို့ရှိရင် propose လုပ်ခံရလို့ရရှင်တယ်မှာပန်းနေပွဲ့လိပ်ပြားတွေဝေနေမှာပေါ့ကွယ်음เนาะဆုံးဖြတ်ချက်ပြသဖို့လိုတယ်เนาะဘာဖြစ်ဖြစ်ကိုရွေးချက်ခံသည်ဖြစ်စေမိချက်ခံသည်ဖြစ်စေဆုံးဖြတ်ချက်ပြသဖို့တော့လိုတယ်เนาะเนาะပတိတွေမူနေဝချင်းပါပြရမျိုး တမ်ဘူလီတူရီတန်နော် the single dad နော်ကုကြီးငယ် color delivery single mom single dad ဖြစ်ကောင်းဖြစ်နိုင်မင်းဒါမဟုတ်လို့ရှင်တစ်ဖက်လူက single mom single dad ဒါမဟုတ်လို့ရှင်တပ်ပါတီက single mom single dad နော်သုံးဘက်လုံးအောင်ဖြစ်နိုင်တယ်နော် yeah သူအဲ့ဒီလိုမျိုးတွေကိုသူမြင်လိုက်ရတဲ့အချိန်ပေါ့နော် အာသူ့ရဲ့ ex ကမျက်နှာရတဲ့အချိန်မှာသူ possessive ဖြစ်သွားပြီသူ့ရဲ့စိတ်ကိုသူ့ရဲ့နှုံသားတကသူတော့ခတ်လိုက်ပြီတဲ့နော်သူ့ကိုမှသူမရှုံတော့ဘူးပေါ့ဒါမျိုးကြီးသူဖြစ်လာနိုင်မယ်နော် the me had နောက်တစ်ယောက်ပေါ်လာမယ်နော်နောက်တစ်ယောက်ပေါ်လာမယ် the first stage အာ uh, သူ့စီမှာနောက်တစ်ယောက်ပေါ်လာတာမျိုးပေါ့เนาะ तू อ่ะဒီအဆလို့ရှိရင် तू อ่ะသူ့ကိုမရွေးရွေးချက်မခံလိုက်ရအောင်ဆိုလို့ရှိရင်နောက်တစ်ယောက်နဲ့ तू တွေ့နိုင်မယ်เนาะနောက်တစ်ယောက်နဲ့ first date တွေ့နိုင်မယ်โอเคနောက်တစ်ကလို့တင်းကိုတင်းอ่ะရွေးချက်မခံရအောင်ဆိုလို့ရှိရင် तू တင်းอ่ะနောက်တစ်ယောက်နဲ့ first date တွေ့ဖို့ရအကြောင်းဖြစ်လာမယ် तू ကနောက်တစ်ယောက်နဲ့ first date တွေ့ဖြစ်နိုင်မယ် ရဲ့နော်အာသင်တို့ရဲ့ relationship ကလည်းစင်ပြေနေလိုက်မယ်ကဲလို့ तू အဲသူ့ရဲ့ ex ပေါ့နော်သူ့ရဲ့ ex ကိုအော် तू ကပဲရှိသူ့ရဲ့ ex ကို तू ကမရွေးချယ်လိုက်ဘူးရွေးချယ်မခံရဘူးဆိုလို့ရှိရင် तू ကလည်းနောက်တစ်ယောက်နဲ့အဲတင်းရဲ့တစ်ဖက်လူကို तू move on ပြီးရမှာပေါ့နော် तू လည်းနောက်တစ်ယောက်နဲ့အဲ date ဖြစ်ဖို့ရှိတယ်ပေါ့နော်သူလည်းနောက်တစ်ယောက်နဲ့ date ဖြစ်ဖို့ရှိတယ် နော်တင်ရလဲတင်းတို့ relationship ကလည်း ACC ပဲပေါ့နော်တင်ရလဲဒီမှာ ACC ပဲသူရဲ့တစ်ဖက်သူကလည်းစာပိုင်းမှာတဲခွဲပြီးတော့နောက်ပိုင်းကျလို့ရှိရင် ACC ဖြစ်သွားလိမ့်မယ်နော် competitions ညာတင်းတို့ရှင်ပြန်ရတာမျိုးဖြစ်မယ်ညာနော်တခြားသူတွေနဲ့အောင်ပေါ့နော်သူရဲ့ဒီ ရိုးဆာရမိုနီမှာဆိုလို့ရှင်သူလူတွေအများကြီးရွေးချယ်တယ်။အဲ့ဒီထဲမှာမတင်ရတယ်မကြည့်နော် challenges ဝင်တာဝင်တာဖြစ်သွားပြီ။ Okay ။နော်ဝင်တာဖြစ်သွားတဲ့အတွက်ကြောင့်မလို့တခြားသော site site chat တို့ site chat တို့ဟောအဲ့ဒါမျိုးဖြတ်တာမျိုးတင်ကိုရာလည်း ACC ပဲနေတော့တာမျိုးပေါ့နော်။ ACC ပဲနေတော့တာမျိုးဖြစ်နိုင်တယ်။တခြားသော တခြားသောပေါ့နော်သူတွေကို ဖြတ်ပြီးတော့မှဒီကိုရာနဲ့အေးဆေးနေတာမျိုးဖြစ်နိုင်တယ်။အာပြီးတော့အချိန်ကျတော့သူကတော့တဖတ်သူကတော့ second placement ပဲရမှာပေါ့နော်။ Ừm သူရဲ့စိတ်ထဲမှာရှိနေတဲ့ဒုတိယနေရာမှာရှိနေပေါ့ကွ။တရားတော့ပထမနေရာမှာရှိနေမှာပေါ့နော်။ဒီထဲမှာပေါ့နော် collateral တွေကိုကြည့်ရတာလေ အေးစစေးပဲနော်ကလတလေးရအေးစစေးပဲတွေ့ရတယ်ဘာမှသိပြီးတော့မှပုံဝင်ကြောင်ကြောင်သိမရှိရမျိုးတွေ့ရ relationship တပတ်သက်ပြီးတော့မှလေး ဒီ collateral reading တွေရဲ့သဘောသဘာဝကိုကျွန်မတခုပြောပြမယ်เนาะ collateral reading တွေရဲ့သဘောသဘာဝဘယ်လိုလဲဆိုချင်ညာတော့ကျွန်မတို့ဒီမှာစကြည့်တိုက်ပြီဆိုလို့ရှိရင်အစပိုင်းရဲ့ energy တွေဆိုစပိုင်း energy တွေဆိုတာလက်တလောဖြစ်နေတဲ့ဟာတွေဟာနေစရင်စနိုင်မယ်တခါလေကြာလို့ရှိရင်ဖြစ်ခဲ့ပြီးတဲ့အတိတ်တရားနေပြန်ပြီးတော့မှအစပြီးတော့မှအကြိုက်တယ်ပေါ့เนาะ energy က အဖြစ်ခဲ့ပြီးရဲ့အတိတ်တွေကနေပြီးတော့ခုလက်ရှိထိကို energy ကြိုက်တယ်။နောက်ပိုင်းကျလို့ရှိရင် future ဟာနည်းနည်းဝေးသွားတဲ့ခါကျလို့ရှိရင်လေကြည့်ရတဲ့ reading တွေကိုရိုင်း reader တွေကိုရိုင်းကလေအမ်တော့မတိချမှုလေးတွေပါလာရပေါ့နော်ဇဝေဇဝါလေးပါလာရအဲ့ဒါဘာဘာလို့လဲဆိုတဲ့အချိန်ညာတော့အာအနာဂတ်ဖြစ်မဲ့အရာတွေဖြစ်သားလို့ပေါ့နော်အနာဂတ်ဖြစ်မဲ့အရာတွေဆိုတာကဘာသူမဆိုအာနည်းနည်းဝေဝါရတယ်ဘာလို့လဲဆိုတော့အနာဂတ်ဖြစ်ရတဲ့အကြောင်းရင်းတွေကကြတော့လေအမ် အနာဂတ်ရဲ့ energy တွေကြာမတည်ချာလို့မတည်ချာလို့ဆိုတာကလူတစ်ယောက်နဲ့တစ်ယောက်ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးအနာဂတ်ဆိုတာဆုံးဖြတ်ချက်တွေရွေးချယ်မှုတွေပေါ်မူတည်ပြီးတော့မှအများကြီးပြောင်းလဲတတ်တယ်နော်အဲ့တော့ချိန်ကျတော့ဒီအဲ reader မှာ reader ကဒီလိုဖြစ်ပါမယ်လို့ပြောတယ်ဟို reader မှာဟိုဟို reader ကဟိုလိုဖြစ်ပါမယ်လို့ပြောပေမဲ့ဒါကကိုယ့်ရဲ့ရွေးချယ်မှုတွေပဲဆိုင်နေပေါ့နော်ဒီမှာ future တွေကိုကြည့်ပြီးဆိုလို့ရှိရင် ဒီ energy အတိုင်းအခုလက်ရှိပုံစံအတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်မလဲဆိုတာကိုခံမှန်းတာကိုကအခုလက်ရှိပုံစံအတိုင်းဆက်မသွားဘဲနဲ့ကိုရဲ့ decision ကပြောင်းလိုက်လို့ရှိရင်လည်းဒီနောက်ပိုင်းက future တွေအနာဂတ်တွေအကုန်လုံးကပြောင်းသွားမှာပဲเนาะဒါလေးကိုတော့တတိထားစေချင်တယ်အဲအကြောင်းမို့လို့ဒီ ရီတနေစကြည့်မယ်အလေလောက်ဆဆချင်းအတိတ်ကဖြစ်ခဲ့တဲ့ဟာတွေခုလက်ရှိဖြစ်နေတဲ့အရာတွေက energy ကိုက်ပြီးတော့ future ဖြစ်မဲ့အရာတွေကြတော့ဒီဖတ်တဲ့သူတွေအပေါ်မှာလည်းမရေမယာလေးတွေစံတော်ဝါးဝါးလေးတွေဖြစ်တယ်ဖတ်တဲ့လူတွေကိုယ်တိုင်ကလည်းမရေရာမှုတွေကိုနည်းနည်းခံစားရတယ်အဲနားထောင်တဲ့လူတွေလည်းတိမာပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့အနာဂတ်ကကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးအမျိုးမျိုးပြောင်းလဲသွားနိုင်လို့ဖြစ်တယ်နော်ဒါကတော့နားလည်အောင်လို့ပြောပြတာပါ ဒါဆိုလို့ရှိရင်နည်းနည်းနေဆက်နေရ future ပုံစံမျိုးရောက်သွားရင်ပေါ့နော်ဒီအစောအစောဆက်စားပိုင်းတော့ energy ဆိုလို့ရှိရင်ခုလက်တလော ဖြစ်နေရတယ်ဖြစ်ခဲ့ပြီးရတယ်ဖြစ်နိုင်တယ်နော်အာဒီ propose တို့ပါလို့ဆိုလို့ရှိရင်နည်းနည်းလေးနေတဲ့နေရ future လေးဒါလေးဆိုလို့ရှိရင်နည်းနည်း future တော့ future နေရ future ထက်ကိုနည်းနည်းလေးပုံပြီးတော့ဝေးသွားတဲ့ future လေးပေါ့နော်အခုနောက်ထပ်ထပ်လာမယ့် future တွေဆိုလို့ရှိရင်ကြတော့ ပို့ပို့ပြီးတော့မှဝေးသွားတဲ့ energy မျိုးเนาะအချိန်လေးတစ်ဖြည်းဖြည်းတစ်ဖြည်းတစ်ဖြည်းနဲ့ရှေ့ကိုရောက်သွားတဲ့ပုံစံမျိုးအဲဒီနေ့အဲလပိုင်းနေ့နည်းနည်းလရနေနည်းနည်းကြောပြီးတော့မှအာတနည်းနာကတ်တဲ့ energy မျိုးတွေရောက်လာပြီဆိုနောက်ပိုင်းရောက်လာလို့ရှင်မသေးကြတာလေးတွေပို့ပြီးတော့မှဖြစ်လာတယ်เนาะဒါကတော့နားထောင်တဲ့လူတွေတချို့နားလဲရလည်းရှိမယ်နားမလဲရလည်းရှိမယ်ပေါ့เนาะအာပြပြပေးတာ destiny destiny ဆိုတာကတော့ဟိုအနေတူတူပဲเนาะ ီးတော့ fortune နဲ့အတူတူပဲเนาะ destiny ကအာကံကြမ္မာရဆိုလို့ရှိရင်တော့တင်းနဲ့တစ်ဖက်လူနဲ့ဘယ်ဟောပါဘောเนาะကံကြမ္မာမျက်နှာตาပေးနေရပေါ့เนาะကံကြမ္မာကမျက်နှာตาပေးနေပါတယ်ပြီးတော့မှကြာလဲ the lover เนาะတင်းနဲ့တစ်ဖက်လူနဲ့ the lover ကြာနေရရှာဆိုမိတ်တွေလည်းဖြစ်နိုင်တယ်เนาะ then the first runner 哦，front runner，那 front runner 是要看到哇。တဲ့တော့လေတိတ်ပြီးရမှာပေါ့နော်အာအနိုင်ရသွားတယ်ဟုတ်ပြီ the front runner ဖြစ်တဲ့အမ်ပြီးတော့လို့ရှိရင်အရင်တော့တင်ရဒီ kino ro ဆိုတာက kino wa လေ kino wa ဆိုကြတော့ oh no sorry night of war နိုင်တော့ဝမ်းသင်္ကန်းကြတော့နည်းနည်းပေါ့နော်အာအတိတ်အတွေကိုစူးစမ်းရှာဖွေခြင်းနေတဲ့သဘောမျိုးရှိရဲ့เนาะနိုင်တော့ဝမ်း energy နဲ့ဆိုလို့ရှိရင်အတိတ်အတော့အရာတွေစူးစမ်းရှာဖွေခြင်းနဲ့သဘောမှရှိတယ်အာဒါပေမဲ့ဒီ competition မှာဆိုလို့ရှိရင်เนาะဝင်တာပဲเนาะတင်အောင်ဝင်တာဖြစ်တယ်ဒါမဲ့တင်းရဲ့စိတ်အတွင်းထဲမှာကြာရှင်ညာတခြားတခြားသောအသစ်တွေကိုစူးစမ်းရှာဖွေခြင်းနဲ့စိတ်မျိုးရှိတယ် တချို့သူတွေနော် the added ကိုမြင်လိုက်တဲ့ချိန်မှာတချို့သူတွေဒီခုလက်ရှိဒီနေ့လုပ်နေတဲ့သူနဲ့အဆက်ဖြတ်လိုက်တာမျိုးလေးတွေတွေ့ရနော်လုံးတော့မဟုတ်အဆက်ဖြတ်လိုက်တဲ့လူလေးတွေတချို့ရှိရမကြိုက်တော့လို့နော် color တဲ့လေးတွေဘာကမကြိုက်တော့လို့ဆက်သေးဖြတ်လိုက်တယ်ဖြတ်လိုက်တယ် connection ဖြတ်လိုက်တယ်ဆိုတဲ့လူမျိုးလေးတွေတွေ့ရတချို့သူလေးနော်တချို့သူလေးတွေကအာဆိုပြောသလိုပဲသူရဲ့ s နဲ့သူ့ရဲ့ x နဲ့เนาะပြန်ပြီးအဆင်ပြေသွားတယ်အဆင်ပြေသွားပြီးသွားလေတယ်ရွေးချယ်တဲ့လူကကိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီမှာဆက်ဖြတ်ပြီးတော့မှ free spirit ကိုကကိုလူလူလတ်နေတဲ့လူတွေတွေ့တယ်เนาะအဲ့ဒါဆိုလို့ရှိရင်เนาะဒီ s ကတလဘာဖြစ်ပြီးဒီလိုဖြစ်တလဘာဖြစ်သွားမယ်ပေါ့เนาะအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တချို့ကဒီ connection ကိုတတ်တမှန်ဖြတ်ရှင်နေတဲ့လူတွေလည်းရှိရမကြိုက်လို့ပေါ့နော်ဒီ connection ကပြတ်သွားတာဆိုလို့ရှိရင်တော့အမ်ဒီ connectivity တွေကဖြတ်လို့ပြတ်သွားတာမျိုးပဲဖြစ်နိုင်တယ်နော်အဲဆိုလို့ရှိရင်တော့သူနဲ့တခြားတယောက်နဲ့သလဘာဖြစ်မှာပေါ့နော်အားလေးတွေ့လို့ပြောတာ yeah no တဲ့နောက်ကသလဘာဖြစ်သွားတဲ့အတွက်ကြောင့်မလို့တချို့တပါတီတွေကအာစိတ်ညစ်ရတာမျိုးခေါင်းကိုက်ရတာမျိုးเนาะ ညောင်းလင်းချက်သိမ့်ရှိရတာမျိုးဒါမှမဟုတ်လို့ရှင်တယ်ကိုလက်တစ်ကိုလက်တစ်လေးကအဖျက်လိုက်တဲ့တကြောင်မလို့သူစိတ်ညစ်နေရတာမျိုးနော် hopeless romantic တဲ့နော်တိတ်ပြီးတော့ညောင်းလင်းချက်မရှိတော့သူများနောက်ကိုပါသွားတာမဟုတ်လို့ရှင်တယ်တလဘာဖြစ်ပြီးမှနော်ကိုလက်တစ်လေးကသူနဲ့တလဘာဖြစ်ပြီးမှအင်းတခြားနောက်ကို နော်တခြားနောက်ကိုပါသွားတာမျိုးတခြားနောက်ကိုလိုက်သွားတာမျိုးနော်စိတ်ကသူ့စီမှာရှိမနေဘဲနဲ့တခြားနောက်ကိုပါသွားတာမျိုးရာနော် color delivery တခြားနောက်ကိုအာသူ့ဒီခုဒီလက်လုံးနေတဲ့သူပေါ့နော်ဒီလက်လုံးနေတဲ့တစ်ဖက်သူနဲ့တစ်ဖက်သူကို color delivery ထားပြီးတော့တခြားသူနောက်ကိုပါသွားတာမျိုးဒါကြောင့်မို့သူစိတ်ညစ်နေရတာလည်းဖြစ်နိုင်တယ်နော် color delivery ဟုတ်တယ် color delivery reason နဲ့ရှောက်ပြီးအမှားတွေပြေးပြောမှာနော် သူ့ကိုပလင်သွားတာမျိုးဖြစ်နိုင်တယ် future မှာเนาะ future နည်းနည်းဝေးဝေးမှာ future နည်းနည်းဝေးဝေးဝေးမှာအဲ့လိုမျိုးလုံနိုင်တယ်တလမဖြစ်နေတလန်နဲ့ကို collective နဲ့တခြားနောက်ကိုလိုက်သွားတာမျိုးเนาะအားလုံးကသူစိတ်ညစ်နေရတာမျိုးတခြား collective တွေကကျတော့တခြားတခြားသော collective တွေကကျတော့ yes เนาะ yes လုံလိုက်တယ် propose เนาะ propose yes လုံလိုက်တယ် yes လုံလိုက်ပြီးအချိန်ကျတော့ အာတခုခုကျင်းပရတာမျိုးเนาะပွဲတခုခုကျင်းပရတာမျိုးအ maybe wedding เนาะ maybe wedding ပေါ့ maybe wedding တွေဖြစ်သွားတာမျိုးပေါ့ကြာတချို့ဒီတချို့ဒီနောက်ပိုင်းမှာတပတ်တီတီပါဝင်လာအောင်မယ်เนาะကြာဒါလေးကိုကျွန်မ honeymoon သွားရတယ်လို့မြင်တယ်เนาะ honeymoon သွားရတယ်လို့ကျွန်မမြင်တယ် တွေ့တာဝယ်တယ်လို့ပြောရင်တော့ကျွန်မဝယ်တယ်လို့ပြောလိုက်တယ်ဒီမှာချီ तू อ่ะအဲ့ထောင်လေးတွေကိုပန်းလေးထည့်တယ်ဆိုပြီးရဝယ်ရင်ဖြစ်နိုင်တယ်နော်ဝယ်ရင်ချင်းမအမျိုးဖြစ်နိုင်တယ်음 did the bitch not going on the mirror mirror the bitch the bitch ကတော့အဆောင်ကြီးနေတော့မယ်နော်တင်းတော့အဆောင်ကြီးနေတော့မယ်ရှာချင်းပါရတာမျိုးနော်ပတ်ခုချင်းပါရတာမျိုး maybe this takes this sticks တားရေနော်အဲ့ဒါတွေကဝယ်တဲ့ပုံစံမျိုးတွေကျွန်မတွေ့တယ်။ဘောင်းခုကြည့်တာကတစ်ဖက်လူနဲ့သူရဲ့ ace အကြောင်းကြည့်တာနော် ace တစ်ဖက်လူနဲ့သူရဲ့ ace အကြောင်းကြည့်တာဒါပေမဲ့တွေ့လာရတာတွေကအခုအာသူ ace နဲ့သူဆက်သွယ်ရှိတာမရှိလားဆိုတာထက်ပေါ့နော်။အာသူ ace ကဒီထဲမှာပြသလို့ဒီမှာလို့ feeling နော် feeling ဖြစ်သွားတယ်။ feeling ဖြစ်သွားရဲဆိုတော့သူနဲ့ဆက်သွယ် ရှိရင်တော့ maybe ရှိတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့သူ့ကိုအာအတီမဟုတ်တော့ဘူး feeling ဖြစ်သွားတဲ့တစ်ချောင်းမလို့အာ x ကငိုကြီးဝမ်းနေနေရတာမျိုးနော်တွေ့တယ်အဲ့တော့လေ x နဲ့ပတ်သက်ပြီးပတ်သက်မအောင်တွေးပုံနေတဲ့သူတွေကတော့လေအဲတိတ်ပြီးတော့တွေးမပုံနဲ့လို့ပြောပြောလို့ရတယ်နော် x နဲ့ပြန်ဖြစ်သွားမဲ့လူတွေက20ရာခိုင်နှုန်းလောက်ပဲဖြစ်မယ်။ကျန်တာတွေကကိုက အာကောင်းကောင်းဝင်နေတယ်ဆိုလို့ရှိရင်ဒီ relationship နဲ့เนาะဒီ wedding ထိသွားရဖို့ရှိတယ်เนาะအာသူနဲ့ x ကြောင်းပေါ့ကွာဒါတိသွားရင်เนาะ story တစ်ခုလုံးတိသွားရင်ဆိုသူနဲ့ x ကြောင်းမှာအာဘလိုမျိုးအပြန်လန်စကားပြောရတယ်ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ x ကအာသူ့ကိုဘာပြောချင်နေလဲဒါမျိုးကိုကိုရီကြားရဲ့နေဆက်စုမယ်ပေါ့เนาะ အာဒီဓာတ်ရောက်ခတ်ဒီအရာဆိုလို့ရှင်တော့သူကတင့်မတ်ကိုပဲအလေးပေးနေအလေးတားနေပေါ့နော်အဲ့တော့ကျမတို့ကလည်းရှာရှိကျင်နာဆက်စုကျင်နာဆိုတော့ကြတော့အာအဲ့လေးကြည့်မယ် Okay What do you want မင်းပါလို့ချင်လဲတဲ့နော်အမ်သူရဲ့ S ကပြောချင်တာနော် What do you want မင်းပါလို့ချင်လဲ ဝါးကြည့်တွေ့လား Will you choose me ရဲ့ငါ့ကိုရွေးချယ်မလားတဲ့ Oh my god ပြောနေရနော် Now is not the time ခုချိန်အချိန်ကြာသေးဘူး I'm too afraid to talk နော်သူရဲ့ ex ကတော့ကပြောမှကြောင်နေတဲ့ You are my everything's no you are my everything's ne ဒီငိုကြွေးနေရလေးနေသူဆုံးရှုံးအောင်လို့ငိုကြွေးနေတယ်လား you are my everything တဲ့ i'm very jealous person သူရန်သူဝင်တိုးတက်တဲ့သူလေနော် love me have you ငါ့ကိုပိုင်ဆိုင်ခွင့်ပေးပါလား oh my god ကဲသူ x ကသူ့ပြန်လို့ချင်တယ်နော် ကဲအဲ့ဆိုလို့ရှိရင်တော့ဒီ retail လေးကတော့တလောက်ပါပဲကျမတို့ဆက်စုတင်တလောက်လဲဆက်စုပြီးသွားရင်ဆိုတော့အာ collective လေးတွေသဘောကျမယ်လို့မျှော်လင့်ပါတယ်ပပိုင်း